အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆီယာမိုင်းဝင်းဝင်းမြင့်နန်းတို့ရှိရေးသားခဲ့တဲ့ဝတ်မုံချေတန်းဆွေဝတ္ထုရှိကို အခက်ဆက်ဖတ်ပြပေးနေတာအပိုင်း၁၂နဲ့၁၃ပိုင်းပဲဖြစ်ပါတယ်ရှင်ဒီနေ့အပိုင်းမှာတော့ကိုနိုင်အဖြစ်မျက်စိကိုနိုင်ညမမီစုဖြစ်ဒီမိုးကိုနိုင်ရဲ့အီစီကလီမမကြီးဖြစ်တက်နဲ့ မိတော်အဖြစ်လွေချေတို့ကအတူပူပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်ရှင်။အိုးဘယ်လောက်ထိနင်းနေနေဆမ်းမစင်နောက်ဆုံးတစ်ယောက်တော့တွေ့ရမှာပေါ့။ဒီလောက်လူသားမောင်များစွာရှိနေတဲ့ကဘာကြီးမှာမိတော်နှင်းစိတ်ချင်းဆက်သွယ်နိုင်တဲ့သူတယောက်တော့ရှိကိုရှိရမှာပေါ့။ထို့လူသည်မိတော်ဤဘဝကြီးတစ်လျှောက်လုံး လက်တွဲသွားမည်အဖော်မောမင်းဖြစ်လိမ့်မည်ဟုမိတော်မှန်းဆထား၏ထိုလူတယောက်မှာ ကိုနိုင်ဖြစ်ခြင်းလည်းဖြစ်မည်မဖြစ်ခြင်းလည်းနေမည်မိတော်လက်တွဲမိသူကတော့မိတော်စိတ်ကူးထားသည့်လူပင် ဖြစ်ကိုဖြစ်ရမည်ဒါကမိတော်စိတ်ကူးဖြစ်သည်တကယ်တမ်းလက်တွဲပေါ်ရှာမည်ဆိုရင်တော့ဒီထက်မကားတဲ့အချောင်းရာတွေတစားပြီးတစားပေါ်လာအောင်မည် မိတော်အတွက်အကောင်းဆုံးအဖို့သည်မိတော်မှလွဲ၍ဘသူမှ မဖြစ်နိုင်ဘူးထင်မှရဲဟုတွေ့ဝေစားမှပင် လူကြီးတွေကမိတော်ကို ကိုနိုင်နှင့်ဇွတ်အတင်းလက်တွဲခိုင်းနေသည်သူတို့ဘလို့တွေးကြသည်မသိမိတော်မှတော့ဘလို့ပင်တွေးတွေးကိုနိုင်နှင့်အတွေးချင်းကမတိုက်ဆိုင်နာတွေများလာသည်ရှမ မမ်ပီစုကဖုံးဆက်တယ်။ဖောပွားတော့လိုက်ဖို့နေရင်ပဲကိုနိုင်ကိုလာခေါ်တော့မယ်တဲ့။သူကိစ္စရှိလို့ဧည့်သည်တွေကို လိုက်ဖို့ရင်အိမ်ပြန်သွားပြီတဲ့။တယ်လီဖုန်းရှိသောမြောက်ဘက်မှအိမ်ကခလေးကလာပြောပြသည်။မေတော်သည် မီစုကို တတော်လေးစိတ်ဆိုးသွားသည်။ဒါဘာအချိုးလဲ။တဲ့အစင်တက်မဲ့တာပဲဟုတွေးလျက်ခံပြင်းစိတ်တွေစူဝီနေသည် မိမာတွေကလည်းစိတ်တက်နိုင်တာပဲလူတော့တမျိုးမလူတော့တမျိုးဟုတွေးကတစင်းယောက်ျားဤအတိုင်းဝိုင်းကို အလိုလိုယူမုံနေမိသည်မိတော်မျက်စိရှိမှပင် အမျိုးသမီးကြီးတယောက်ကို ကိုနိုင်နှစ်ပတ်သက်၍မိသားစုဝိုင်းပြီးလိန်ကြညာကြမဟုတ်မမှန်တာတွေပြောလိုက်ကြတာကိုလည်းတတိတရာရှိနေမိပြန်သည်အဲ့ဒီအမျိုးသမီးကို ကိုနိုင်သည်အချိန်တော်လေးကြာအောင်တွေးပစ်ခဲ့သည် ကိုနိုင်နိုးစီလောကအတိုင်းဝိုင်းကမဟုတ်ဖဲစတိုးဆိုင်နှင်းအလှပြင်ဆိုင် ပိုင်ရှင်အမကြီးဖြစ်သည်ကိုနိုင်နိုးယောက်ျားလေး၃ယောက်သည် ထိုမမကြီးစတိုးဆိုင်မှပစ္စည်းဝယ်နေကြဖြစ်သည်တနေ့တော့အသေးဖွဲပစ္စည်းတစ်ခုဝယ်ရင်းစပော့ရှက်ဒီဇိုင်းလှလှကိုတွေး၍တယောက်တစ်ထည်ယူပြီးမှပက်ဆန်ကမပြေမှန်းသိကြရသည်ဝယ်နေကြမို့ဆိုင်ရှင်မမကြီးကနောက်တနေ့မှပတ်စံလာပြင်ပြောရင်ရင်းနှီးသွားကြသည် နောက်တော့ကိုနိုင်ကမမကြီးထမ်းမစပင်းညက်ခေါင်းလျောဦးကောင်းနှိမ်အမြဲတမ်းသွားပြစ်သည်နောက်တော့လျှောက်လေကြတရားကိုတရားအပြန်လှန်မွေးနေ့အထိတ်မှတ်တွေပေးကြကြွေးကြထူကြတာကတော့မမကြီးကဥဆောင်သူဖြစ်ပြီး ကိုနိုင်ကမမကြီးဤကျိုးရုပ်ကလေးဖြစ်နေတာပါပဲမိစုဤပြောပြချက်အရမမကြီးဆိုသည့်မျိုးသမီးမှာ ယောက်ျားမဲ့နေသူဖြစ်ပြီးကိုနှိုင်းကို အမိရလှလားစွာဆွဲဆောင်မှုတွေပြုနေတဲ့။ဘသူကဘသူကိုဆွဲဆောင်ပြီးဘသူကဘသူကိုဆွဲလဲနေသည်တော့မသိ။မိတော်အလဲပဲရောက်တော့ထို့တနေ့ကကိုနိုင်သည် သူ့ခန်းမှာပင်ရှိနေပြီးအဲ့ခန်းထဲမှာတော့မိတော်ရောဒေါ်လေးဖြူရောအိမ်သားအလုံးပင်ရှိနေတော့ချိန်ဖြစ်သည်။မမကြီးသည်ကားကိုကိုယ်တိုင်မောင်း၍ရောက်လာခဲ့သည်။ မိစုကအိမ်ထဲကိုအမိရခေါ်ကထိုင်စီပြီးမှမမောက်ဒီနေ့လာဖို့ပြောထားသလားယင်ချိန်တော့မထားမိပါဘူးမတွေ့ကြရလဲကြတာနဲ့နှဲ့ဝင်လာတာနဲ့နဲ့ကလမ်းကြုံလို့မှမဝင်ရင်သိစိတ်ဆိုးတာသူကျင်းနဲ့ကဝင်ခဲ့တာပါအမျိုးသမီးကပြုံးွေပြောသည်သူ့ရဲ့ပြုံးကမအေးချမ်းလာပဲတင်းမအေးခဲ့တော့အပြုံးမျိုးဖြစ်မည်ဟုမိတော်ကထမမ်းမိစင်ပါပဲ မီဆူသည်ချက်ချစွာဖြင့်မီဆူကိုကတိတ်ဆိုးတာမမရဲ့မမောက်အမြဲဆိုးနေကြတင်နေအာနာလိုက်တာလီပြေထိုးတော့ရပါတယ်ကွယ်မမတိခန့်ကြပါတယ်ယူဝငယ်တော့လူလိုက်ရတာပေါ့သူမျိုးသမီးကလည်းအပိုင်ချီနှောင်းသည်သူစင်းမီဆူကမမဝစ်ကြတော့မှာပါဘူသူကရောက်ခမကြီးရစီအဲလီရောက်ခမလောင်းကြီးရစီသွားနေတာ နှစ်ရက်လောက်နေပြန်လာပါလိမ့်မယ်။အိမ်တော်မှာမမစီကိုလွှတ်လိုက်အောင်မင်းမမတော့ဝက်ပဲကျွတ်မလား။မောင်တယောက်တာမကပဲရောင်းမလိုကလိုက်နေရအောင်မလားမသိဘူးမမကြီး။ကိုနိုင်ကအမမရှိတော့အမမက်တယ်။မလာပဲနေမှာမဟုတ်ဘူး။ပြန်လာရင်လာကြပါလိမ့်မယ်။မေတော်ဒီမိစု၏မျက်နှာကိုအေးတကြီးလှဲ့ကြည့်ကာအံ့ဩလျက်အိမ်မက်များမနေသလားဟုထင်ခဲ့မိသည်အလှပြင်ဆရာမမမကြီးကတော့ မိဆူးနဲ့အတူ သောကောယောကောတွေအပြုံးမပြတ်ပြုံးလျက်နှုတ်ဆက်ခါထွက်သွားသည်ကားတကားကိုဂျင်းခနဲ့ဆောင်ပိတ်ခါကားကိုဘူးခနဲ့မောင်းထွက်သွားတော့မှမိဆူးရဲ့မဟုတ်တာတွေပြောလှည်လားမနက်ကဖះမှရှိခိုးခဲ့ရဲ့လားညမှဖះရှိခိုးမှဆိုရင်လဲငါးပါးဒီလားစုံရဲသေးရဲ့လားဟဲ့ပြောရတာပဲမမမိတော်ကြီးဟိုပုတ်ကိုရှုပ်ခဲ့သမျှမိဆူးမှဒီလိုပဲလိုက်ရှင်းပေးနေရတာငရဲကြည့်ရင်တော့ကိုနိုင်လွှဲချရမှာပဲ။ ဒီတိုင်းသူတင်ပေးထားလို့ပြောရတာသူတော်ကောင်းကသူ့ဆက်သူနိုင်တော့ဘူးလေမိမရဲ့အရန်လဲတာပဲသူဆက်မတွဲတော့ရဲတော့ဘူးမမမီတော်ရဲ့မိစုကပြောသည် ကိုနိုင်က ထိုးပြပြက်ကိုဂုံယူစွာပင်တွေ့လာမေတော့ငါမှဒီလိုပဲခါချနေရတာလူကြီးတွေရှေ့မှာပင်ဟားတယ်လို့လို့ဘာလို့လို့ပြောခဲ့သေးသည်မိတော်ကသူ့ကိုဘာမှပြန်မပြောဖြစ်ခဲ့ပေမယ့် ဒါခါချနေရတာမဟုတ်ဘူးကလီကမာများတာကြောတာလူလေကြတာဟိုစိတ်ထဲကရံပွားပြစ်ခဲ့သည်ခုလေဘသူကညံများမှမသိအဆွဲလိုသူမိဖုရားအသွားစီခိုင်းသူမိအေကလေးလေးပြစ်သူဖုရားကျွန်တော်လောက်ကြအောင်မြည်ထင်မိတော်သည် လူအလုံးပေါ်မှာတန်ရောစဉ်ကင်းမဲ့ခြင်းစိတ်တွေပေါ်ပေါက်လာသည်ထောက်ထားလူစိတ်တွေစိတ်တုံးလာ၏ တရားမျှတမှုမရှိသောစေတနာများကိုခံယူလို့စိတ်မွေးမရအောင်ဖြစ်နေသည်။ကိုနိုင်စပင်ဝင်လာတဲ့ကိုကြားလျင်ခရီးဥကျုံမပြုတ်နိုင်လောက်အောင်ပင်စိတ်တွေးတူနေသည်။ကိုနိုင်ကအထုပ်ဆွေးလျင်လေချုံကလှမ်းဝင်လာသည်။မီစုကအိမ်ပြန်သွားပြီတဲ့။အိမ်ကလှမ်းပြီးဖုံးဆက်တယ်။ဖွားဖွားတို့ပြန်လာရင်နဲ့မှကိုနိုင်ကိုလာခေါ်မယ်တဲ့။မိတော်ကဒေါသထွက်သောတံပြက်နဲ့တည်င်းပေးတော့ ကိုနိုင်ကမအံ့ဩဟန်မထူးခြားဟန်ဖြင့်တိသားပဲလမ်းထိပ်မှာကိုနဲ့တွေ့တယ်ပြန်လှုပ်လိုက်တာကိုတို့စားရင်တောက်ရင်အေးစစ်စစ်စကားပြောကြမယ်လေယောဘီအထုပ်နှစ်ထုပ်ကိုမီးသွန်းလက်သို့ကမ်းပေး၏ခောက်ဆွဲကြနှစ်ထုပ်မီးတော်သည်ဆက်ကနေကိုနိုင်မျက်နှာကိုကြည့်သည်ကိုနိုင်ကတော့အိမ်ခဲနဲ့မှပြင်ဆင်ထားသော ဇော်ပွဲကလထိုင်နှင့်ဇွန်ခရင်ပကံများကိုကြည့်လျက်ဒီအပြင်စင်တွေကတစုံတစ်ခုကိုကာကွယ်တဲ့သဘောလားမေတော့သူက အရင်ဦးဆုံးအပြစ်တင်စကားဆိုသည်မေတော်ကသူ့လက်ထဲမှအထုပ်နှစ်ထုပ်ကို လက်ကမ်းမယူဘဲအိမ်တကားပေါက်နှစ်ကက်လျက်စက်တီမော်တို့သွား၍ထိုင်ကားကိုနိုင်ရဲ့အော်ပါရဲ့ကာကွယ်ဖို့လိုမယ်ထင်ခဲ့ရင်အစတည်းကမိစုနင့်ကိုနင်ပြန်ခေါ်သွားလို့ တခုနဲ့ပြောလိုက်မှာပေါ့ဒါဆိုကို့ကိုစားစရာဝယ်ခိုင်းတာရောမိစုမလာခင်ကစားထားတာမဟုတ်လားမိတော်ညီနေသည်ဘာပြင်ပြောရမလဲအမြန်စဉ်းစား၏မိတော်ကတခုခုပြောစရာရှိလျင်ရင်ထဲကရှိတာတွေကိုသာချွတ်ချုံမွမွပြောချတတ်ပြီးတယောက်ယောက်နဲ့အနိုင်ထက်လူပြောရမည်ဆိုလျင်တော့အလိုလိုစွန့်အပ်တယ်လို့ဖြစ်နေတတ်သည် ပြီးမှတစိမ့်စိမ့်တွေး၍ဘယ်လိုမပြောလိုက်ရပါလားဟုအားမလို့အားမရဖြစ်ရတော့ဤကိုနိုင်ကမိတော်ဤစိတ်ငြိမ်ခြင်းကိုဝန်ခံခြင်းအမှတ်နဲ့တို့တွေးမိလို့မိစုကိုတမင်ပြန်လှုပ်လိုက်တာရှင်းလားလှုပ်လည်းမထူဘူးမလှုပ်လည်းမထူဘူးမိတော်ကစိတ်တူစွာပြန်អော်သည်ကိုနိုင်ကတော့ရေပြုံးလျင်သူ ဝေလာသောခောက်ဆွဲများကိုပကံထဲသို့စိတ်ရှည်စွာထည့်နေသည်ဒါဆိုကို့ကိုယုံနေပေါ့ မယုံပါဘူးမေတော့ကိုမေတော့ပဲယုံနေဒီချိန်မှာမေတော့နဲ့တို့နှစ်ယောက်တည်းရှိနေတဲ့အတွက်မမျော်လင့်တာတခုခုဖြစ်သွားနိုင်မယ်လို့ရောမစိုးရိမ်မိဘူးလားမစိုးရိမ်ပါဘူးတခုခုဖြစ်မယ်ဆိုရင်တော့အဲ့ဒီတခုခုဟာနှစ်ယောက်စလုံးတည်းနည်းနည်းလေးမှကောင်းစရာအကြောင်းမရှိဘူးကိုနိုင်သေးသွားနိုင်တယ်ကိုနိုင်ထောင်ချသွားနိုင်တယ်အဲ့နှစ်ခုကလွဲပြီးဘာမှဖြစ်လာမှာမဟုတ်ဘူးမေတော့ကတို့ချင်းချောက်တယ်ပေါ့ မဟုတ်ပါဘူးချက်နိုင်တာကိုပြောတာပါမိတော့ area မှာဆိုရင်မိတော့ကဘာမဆိုရင်ဆိုင်ရင်းနေဒါပေမဲ့ကိုနိုင်ရောမိတော့ရောတက်ထားတဲ့ပညာနဲ့အသိဉာဏ်ဟာမကောင်းမှုအလိုလိုရှောင်နိုင်ကြပါလိမ့်မယ်ကိုနိုင်သည်ပြင်ဆင်လျက်ရှိသောစားစရာများကိုခဏထားရိတ်ခါမေတော်နှင်းမင်းနှချင်းဆိုင်တွင်ရှိသောစက်တီတို့ရှောက်လာပြီးတိမ်မွေ့နူးညံ့သောလေတံဖြင့်ကိုလည်းဒီလိုပဲမျှော်လင့်ပါရဲ့ ဒီတစ်ခါကိုမေတော့ကိုအယိုးရှင်းဆုံးနဲ့အမှန်ဆုံးစကားတစ်ခုပြောပါမယ်။ကိုမေတော့ကိုလက်ထပ်ချင်တယ်။လက်ထပ်ပြီးတဲ့အခါမေတော့စိတ်တိုင်းကျနေပေးပါမယ်လို့လည်းဂရီပေးပါတယ်။ဒီဂရီဆိုတာတွေကိုမယုံလို့ကိုနိုင်အောင်မေတော့လက်မခံနိုင်တာ။မေတော့နဲ့ကိုနိုင်အဆင်ပြေနေပါပြီလို့ဖောက်ဖောက်ညာခဲ့တဲ့မျိုးဂရီလား။အဲ့ချိန်တော့ကမေတော့ကိုမျက်နှာချင်းဆိုင်တော့စိုက်ရဲတာမဟုတ်ဘဲရှောင်နေပြီးတော့များ လူကြီးတွေတော့လိန်ညာပြောရခဲ့တယ်။ဒါအသေးဖွဲမဟုတ်ဘူးကိုနိုင်ရဲ့။ကိုနိုင်အလိန်ညာစကားကြောင့်မိန်းကလေးတယောက်ရဲ့ဘဝတစ်ခုလုံးပုံအပ်လိုက်ရမှာ။ကိုနိုင်ကပေါ့ပေါ့တန်တန်တွေးပေမဲ့မိတော်ကမတွေးနိုင်ဘူး။ပြီးတော့ကိုနိုင်မဟုတ်မှန်တာတွေကိုပြောနေတာပါဆိုပြီးပြပြပြနေသိရအောင်မိတော်ကတက်သေးပြရလိမ့်မယ်။ Sorry ပါမိတော်။အဲ့ဒီစကားတွေအတွက်ကိုတကယ်တောင်းပန်ပါတယ်။ဖဖွားတို့ကိုလည်း နားလည်အောင်ရှင်းပြခဲ့ပြီးပါပြီ။ကိုကမေတော့ကိုလက်လွတ်ဆုံးရှုံးမခံနိုင်လို့ပြောမိပြောရပြောခဲ့တာပါ။မေတော့ကတော့ကိုနိုင်စကားကိုကြားနေရတော့လဲ။ကိုနိုင်မျက်နှာကိုမမြင်ပဲတာပေတူဤစောတကတက်နေသောမျက်နှာကိုသာမြင်ရောက်နေမိသည်။ပြောချင်ရာတွေကိုစိမဲ့ကဲနဲ့ပြောချင်လို့ပြော။ပြဿနာတစ်ခုခုဖြစ်လာပြန်တော့ပြေရပြေချောင်းတွေပြောပြီးပြစ်လို့အောင်ရုံးတဲ့တိနေရမှာတော့ ကိုနိုင်နဲ့တာပေတူးကတထက်သေးပင်တူလာ၏ကဲပါမေတော်ရဲ့ကျန်တာတွေမိထားလိုက်ကြပါစို့ကိုတို့ဒီနေ့ကစပြီး စိတ်သက်မွေးကြရအောင်ကဲလာစားကြစို့အထိတ်မက်ကလေးတခုပေါ့နော်ကိုတို့နှစ်ယောက်ရဲ့နားလည်မှုရသွားတဲ့အထိတ်မက်ပွဲကလေးပေါ့အိုးစိတ်ကူးရရင်မနေစမ်းပါနဲ့မေးစရာရှိလို့မေးကြစတဲ့န်းဆိုရင်မေးတော့လည်းမေးတတ်ပါတယ် လူကြီးတွေစီစဉ်ခဲ့တဲ့ကိစ္စတွေအကုန်မေ့ကြစို့ဒီကနေ့ကစပြီးမောင်နှမအရင်စိတ်တဲ့မျိုးနဲ့ပဲခင်မင်ကြမယ်ဘလို့လဲအဲ့ဒါသဘောတူရင်တော့အထိမ့်မဲ့ပွဲစလို့ရပြီကိုမလာရောနိုင်ဘူးမေတော်သဘောမတူနိုင်ဘူးမင်းယောက်ျားတွေကြောင်းဘလောက်တည်လို့လဲခိုင်မာတဲ့ဘဝတစ်ခုကိုမတိဆောက်ထားတဲ့အချိန်မှာတော့အဆင်ပြေသလိုလွတ်လွတ်လပ်လပ်နေခြင်းကြတာသဘာဝပဲဒါပေမဲ့အောင်မြင်တဲ့မိသားစုဘဝကို တိဆောက်ကြမယ်လို့ရည်ရွယ်ထားတဲ့လူဟာသူ့ရဲ့အိမ်အောင်ရှင်မကိုလေးလေးစားစားပဲရွေးချယ်ကြမှာပဲပြီးတော့မျက်မျက်နှိုးနှိုးပေါင်းတင်ပြီးအခြေခံအောင်ထားကြမှာပဲကို့ရဲ့အိမ်အောင်ရှင်မကောင်းဟာမေးတော်ပဲဖြစ်ရမယ်မလေးလေးတရားပြတာမှုအပြည့်အဝနဲ့ပါနာဒီမှာကိုနိုင်ယောက်ျားတွေထားတဲ့နေရာမှာနေပြီးစီတဲ့နေရာသွားရမယ်ဆက်ယုံမျိုးမိမမျိုးတွေမှာမေးတော်မပါဘူး ကိုနိုင်တို့ဟာအင်ရှင်မကောင်ကြိုက်တတ်တယ်လို့မိတော်တို့ကလည်းအိမ်ဦးနိုင်ကောင်ကြိုက်တတ်တယ်လို့တခါမှမတွေးမိဘူးလား။ဒါဆိုရင်မိတော်တို့ကိုကြိုက်ရမှာပေါ့တို့အရေးချင်းကို။ဘာအရေးချင်းလဲ။မိတော်ကိုမိတော်အသေးနှလုံးမရှိဘူးလို့အောက်မိခဲ့တာမှားတယ်။တကယ်အသေးနှလုံးမရှိရင်သူကကိုနိုင်မယ်။မိတော်ရဲ့ဖြူစင်တန်ရှင်းနဲ့နှလုံးရင်တက်တက်လေးတွေကိုတော့ကိုနိုင်ရဲ့လူမှုရေးတွေညစ်ပေနေတဲ့ခြေထောက်ကြီးနဲ့ဝင်လာခဲ့မယ်။ မိတော်ရဲ့ညူမုံညစ်ကြေးပပေးဆုံးသေးတဲ့ခြေထောက်ကလေးကိုတော့ကိုနိုင်ရဲ့လူဝင်လူထွက်များလွန်ပြီးရန်ရွက်ချိနေနေတဲ့နှလုံးအိမ်ကြီးရဲ့ကိုဝင်ခဲ့ရမယ်ဟုတ်လားအတော်လေးစဉ်းစားရမယ်ထင်ပါတယ်ဒီလိုတရားမျှတတဲ့အတွေ့အမျိုးရအောင်စကားကောင်းကောင်းပြောပါမေတော်မငော့ပါနဲ့ဒီဆန္ဒတို့တယောက်တည်းရဲ့ဆန္ဒလည်းမဟုတ်ပါဘူးအမိုးတယောက်တည်းရဲ့ဆန္ဒလည်းမဟုတ်ဘူးဖော်ဖော်တယောက်တည်းရဲ့ဆန္ဒလည်းမဟုတ်ဘူးအားလုံးဆန္ဒဆိုတာလည်း ထက်တွက်ပါအောင်မေတော်ရကိုနိုင်ရဲ့မေတော်တို့မျက်စွာဖျားကားတော့ကာလာမတုံမှာဟောခဲ့သေးတာပဲဘယ်သူဘယ်ဝါကနာမည်ကြီးလိုပဲဖြစ်စေသုံးနေစင်လာရပဲဖြစ်စေအကြံပေးခင်ရင်လက်မခံနဲ့哦ကိုပိုင်ညာနဲ့စင်ကျင်စဉ်းစားပြီးတော့ကိုတိုင်ကိုကြကျင်းနဲ့မှလက်ခံသင့်နေတဲ့မိတော်ကတော့ဘဝနဲ့ရှင်တဲ့ကိစ္စမျိုးကိုပဲဆုံးဖြတ်တဲ့နယ်လို့ယူဆတယ် ကိုနိုင်ကဘာမှပြန်မပြောဘဲငြိမ့်နေသည်မိတော်ရင်ထဲမှာတော့ငြိမ့်သက်ချင်းကင်းမဲ့နေသည်ကိုနိုင်နဲ့မိတော်နှစ်ယောက်တည်းတွေ့မှမေးရန်စကားများကိုမေးတယ်မမေးတဲ့ချိန်နေရ၏သူစကားသည်ကိုနိုင်နှင့်မိတော်နှစ်ယောက်တည်းနဲ့သာသက်ဆိုင်သောစကားမဟုတ်ဖဲအခြားမိန်းကလေးတစ်ယောက်နဲ့လည်းသက်ဆိုင်နေ၍ပြောရန်တင့်မတင့်စဉ်းစားနေရသည် မေတော့တို့ချစ်တယ်မမျော်လင့်ပဲကြားလိုက်ရသောစကားကြောင့်မေတော့နှုတ်ဖျားမှခုတွေ့တီဝေလာသောသကလုံးတို့သည်ကစင့်ကလျာပြည့်ပြည့်ကုန်သည်ကိုနိုင်မျက်နှာကိုအံ့ဩထိတ်လွန်စွာကြည့်သောအခါမျက်ဝန်းများကအယောင်ဆင်းကင်းမဲ့နေသလိုထင်ရပြီးအတန်ကလည်းဆွဆူပြပြလက်လက်ဆက်ဆက်ရှိမနေဘူးဟုမေတော့ခံစားလိုက်ရ၏ချက်ချင်းမင်းကိုနိုင်ကောင်မလေး လက်ရှိအချိန်မှာလူမြင်သူမြင်တွဲနေသော သူနာပြုဆရာမလေးမျက်ဤစကားသုံးနှုန်းများကိုတတိယလိုက်သည်ကိုနိုင်ရလဲချစ်တယ်ဆိုတဲ့စကားကိုဝယ်စရာမလိုတဲ့အတိုင်းအကောက်ကိုမပေးရတိုင်းဖော်ဖော်တီတီပြောနေတော့တာကိုကိုမျက်ဤလေယူလေသိမ့်တိုင်းပြောပြလိုက်၏ထိုစကားကြောင့်ကိုနိုင်လှုပ်ရှားလာသည် ကိုနိုင်မျက်ဝန်းမှာစိုလက်လာ၏ ပြီးတော့စူးစမ်းတွေ့ဝေသောအကြည့်ဖြင့်မိတော့ကိုကြည့်သည် အလွန်နှင်းမြန်ဖြက်လက်သောအပြောင်းလဲလေးတစ်ခုကိုနိုင်မျက်နှာပေါ်ဖြက်ပြေးသလိုထင်လိုက်ရပြီးကိုနိုင်ကလှက်လှက်ပက်ပက်ရှိလိုက်သည်မိစုကိုစာရေးဆရာမဖြစ်မယ်လို့ထင်ထားခဲ့တာမိတော့ကိုတိုင်စာရေးဆရာမဖြစ်သွားအောင်ပဲစကားတိတ်တက်တာပဲမိတော့ပြောတဲ့စကားမဟုတ်ပါဘူးကိုနိုင်ရဲ့မြက်ပြောတဲ့စကားပါကိုနိုင်ရောမြက်ကဒီတိုင်းပဲပြောခဲ့တယ်ဆို မျက်နှာမေတော်တွေ့ပြီးပါပြီမေတော်လည်းကွာအဲ့ဓာရီ အကုန်ပြီးခဲ့ပြီကို့စိတ်ထဲမှာဘာမှမရှိတော့ဘူးဘာဆိုဘာမှမရှိတော့ဘူးအခုချိန်မှာမေတော်ပဲရှိနေတယ်ကို့တခြားចောင်းတွေပြန်ပြောပြမနေပါနဲ့တော့ကို့ဘာမှမကြချင်ဘူးမေတော်ရဲ့တကယ်ပြောတာကိုနိုင်တတ်တိမရှိပဲသူရဲ့ကောင်တိတ်လုံချင်းနေရဲ့နော်မေတော်တော့တခါရှောင်ခဲ့ဘူးတယ် ခုလေမျက်ကိစ္စကိုရှောင်းမယ်ပေါ့ဟုတ်လားမျက်ကို ပော့ပော့နေပော့ပော့စားအပြော်အပါတာယာမှုနမွတ်တတ်တဲ့မိန်းကလေးဆိုပြီး ပော့ပြစ်တော့မှာပေါ့ဟုတ်လားကိုကဆေးရီအလွန်ကျွန်းတောက်ပြီးမနှဲကုထားရတာကိုနိုင်ကိုတကယ်ယုံပြီးပုံချစ်ရှာတာမိတော်ကအကုန်သိပြီးပြီကိုနိုင်တို့ဇလန်ထဲမှာမိတော်ကအလူလူလူဆိုးဖြစ်မခံနိုင်ဘူးကိုကလည်းသူ့ကိုမယူနိုင်ဘူး ကိုနဲ့သူနဲ့တွဲယုံတာတွဲတာသူ့အပေါ်မှာကိုဘလောက်ထိတစ္ဆာရှိခဲ့တယ်ဆိုတာသူလည်းသိတယ်ကိုလည်းသိတယ်သူ့ကိုကိုဘကြောင့်မယူနိုင်ဘူးဆိုတာသူသိနိုင်ရမှာပေါ့တွဲတိုင်းယူရမလားကွာအဓိပ္ပာယ်မရှိတာအိုးဖြစ်မှာဖြစ်ရလေသူ့ကိုကိုနိုင်တွဲခဲ့တော့ကမင်းကငါတွဲယုံမဲ့တွဲမှာနော်လို့ပြောခဲ့ပါလားကိုကဘာမှမသိတဲ့သဘောပြူဦးစင်းကလေးကိုနိုင်မာယာကိုနားလည်မလား အချိန်တရင်ကြံခဲ့ရမယ်လို့သိမလားကိုနိုင်ရဲ့မေတော်ကကျောင်းဆရာမလုပ်ဖို့မကောင်းဘူးရှင့်နေလုပ်ဖို့ကောင်းတယ်ကဲပါကွာ သူများကျောင်းတွေပြောဖို့လာတာမဟုတ်ပါဘူးကို့ကျောင်းကိုပြောပါမယ်ဆိုမှကဲလာပါ စားကြစို့စားလာပြီမစားကြင်ဘူးကို့ဟာကိုစားစားပြီးပြန်တော့ဟာကောင်းပါလားကြည်လားဒုက္ခပါပဲကို့မျိုးဆက်ကလေးတွေကတော့တော်တော်လေးထိန်းရခက်တဲ့ ်ချစ်ကံကံကလေးတွေပဲဖြစ်တော့မယ်ထင်ပါရဲ့ဟုတ်တယ်ကိုနိုင်မေတော်ကိုနိုင်ကိုညင်ရတဲ့အဓိကချက်ကမျိုးဆက်ကိစ္စကြောင့်ပါပဲလူကြီးတွေပေးစားတာကိုမျက်စိဆုံးမိတ်ပြီးမလိုချင်လို့လည်းမဟုတ်ဘူးကိုနိုင်ရီးစားများလို့လည်းမဟုတ်ဘူးမြက်ကိုတနာလို့လည်းမဟုတ်ဘူးအိုးကုန်းကုန်းပြောရရင်ကိုနိုင်ကိုတူတူခါခါမုန်းလို့လည်းမဟုတ်ပါဘူးငငယ်လေးတွေကမိတော့ပေါ်မှာကောင်းခဲ့ကြတယ် ်အင်ကေဇော်တို့အမိုးတို့မီဆူတို့ပေါ်မှာထားတဲ့မြစ်တာအတိုင်းကိုနိုင်ကိုလည်းဖြူဖြူစင်စင်ခင်မင်ခဲ့ပါတယ်။ဒါပေမဲ့ဂျူနီယာကိုနိုင်လေးတွေကတာပေထုတဲ့အစပေါင်းများစွာစိုးနိုင်နေ။ဒါတာပေတူးနဲ့ပတ်သက်ပြီးဖြစ်တဲ့အဆွေလန်းတစ်ခုပဲ။ဟုတ်ပါပြီလေ။တာပေတူးနဲ့ပတ်သက်ပြီးဆွေလန်းသွားတဲ့စိတ်တစ်ခုလိုပဲထားပါတော့။ကိုနိုင်ဘက်ကမေတော်ထင်တယ်လို့ဖြစ်မလာဘူးလို့ညင်းမယ်။မေတော်ကလည်းညူယူဗီဇာနဲ့ပတ်သက်ပြီ ဖြစ်နိုင်တယ်လို့ပဲညင်းမယ်။အဲ့ဒီအညင်းခုံဟာလောင်ကစားလောက်ရတာမျိုးမဟုတ်ဘူး။ဖြစ်မဖြစ်စမ်းစရာလည်းမလိုဘူး။နောက်ဆုတ်ရမယ်ကိစ္စလို့ပဲမေးတော့ထင်တယ်။အဲ့ဒါတတ္တိမရှိတာ။တတ္တိမရှိဘူးပြောပြောတရေဘောကြောင့်နေဆူဆူညံ့နေလို့တတ်မှတ်ချင်တတ်မှတ်။မတိကျလာတဲ့ကိစ္စအတွက်ရှေ့ဆက်တိုးဖို့ကိုမလိုအပ်ဘူးလို့မေးတော့ဆုံးဖြတ်ထားတယ်။အိဗယ်မရှိလိုက်တာ ကိုနိုင်ကစိတ်ဆိုးမှန်ဆိုးနှင်းမိတော့အနီးသို့ရောက်လာသည်ဒေါသဖြင့်ရှုရှုရှာရှာတုံရင်နေသည်မိတော့နေလေငါ့အပေါ်မှာတကယ်ချင်းနေသည်လားငါ့အပေါ်မှာဒီချိုးမျိုးနဲ့ဆက်ဆံတာနင်းတယောက်ပဲရှိသေးတယ်ငငယ်တုန်းကစိတ်မျိုးနဲ့ဆိုရင်နင်းအမှုန့်ဖြစ်သွားပြီးအောက်မေ့ထားလိုက်ငါနင်းအပေါ်မှာမိဆူးနဲ့ပေါက်ပေါက်လိုသဘောထားပြီးတက်တက်လုံးစောင့်ရှောက်ခဲ့တယ်ငငယ်ချင်းတွေနဲ့သွားလာတဲ့အခါမှာလဲ ငါ့ကိုစိတ်ညစ်လာလိမ့်မလားဆိုတဲ့မျှော်လင့်ချက်နဲ့စင်နာရီပိုးပြီးဂရုစိုက်ပြတာကလွဲလို့သစ္စာရှိရှိစောင့်ရှောက်ခဲ့တာကိုနင်ကအတိမတ်မပြုတ်နိုင်တော့ဘူးလား။င့်ပြောပုံဆိုပုံတွေဟာကားမှာဘာသိခါမှမရှိတဲ့ငញံစားကောင်းတကောင်းလိုပဲ။ညင်မြတ်မှတ်ထားမေတော့ငါမလို့ချင်းရင်စွန့်ပစ်ဖို့ဝင်မလေးတယ်လို့ချားချင်ရင်လည်းဘယ်တော့မှလက်လွတ်မခံဘူးဆိုတာဒါငါဆုံးဖြတ်ချက်ပဲ။ တွေ့ယူသေးတဲ့ဖြင့်ပြောချင်တာတွေဆိုပြောပြီး ကျန်းကိုတတိုင်းတိုင်းနဲ့ကမေတော်အနီးမှာထွက်ခွာသွားလေသည်မေတော်ကသူ့နောက်ကျောပြင်ကိုမှမကြည့်စပွဲပေါ်မှာတင်လက်စာစာစင်နေစေအဖြေလွှာစအုပ်များနှင့်မင်းနီတန်ကိုလှမ်းဆွဲလိုက်သည်မင်းနီကိုင်းသောလက်ဤတိကျမှုကိုယုံကြည်စွာဖြင့်အလုဆက်လုရန်အားအင်တင်များတိုးပွားလာသည် မေတော့နားရဲမှာတော့ခြေတန်တန်သည်ပဲ့တင်ထက်မြဆူညံ့နေသည်ထို့ပြင်းရှရှခြေတန်သည်မေတော့ဤဖြူစင်တန့်ရှင်းသောနှလုံးအိမ်တကားဝမှရဲ၍ပြန်လှဲ့ထွက်သွားသောအတန်မင်းဖြစ်နေလေသည် ဟုတ်ကဲ့ပြီးပါပြီရှင်ဆီယာမဝင်းဝင်းမြင့်ရဲ့ဝိမုံခြေတန်ဆိုတဲ့ဝိထုရှိကိုခြေလိုဖက်ပြခဲ့ရာအခုဆိုဆက်သိမ်းခဲ့ပါပြီ။ ဒီဝိထုရှိမှာကိုနိုင်အဖြစ်မျက်စွေတာပေတူးဖြစ်နွားចောင်းသားတာပေတူးအဖေဖြစ်တောင်းဤတာပေတူးမိသိန်းသိန်းနဲ့ကိုနိုင်ရဲ့မမကြီးဖြစ်တက်မိတော်တငယ်ချင်းများသွေးဖြစ်စွိုင်းနီမိတော်တငယ်ချင်းရေကင်းတော့ဒွန်ရင်သိန်းတငယ်ချင်းတင်းတင်းနဲ့မိတော်တော်လေးဒွန်လေးဖြူဖြစ်အန်နာ มีตัวพอพวกูนายมามีซึ่งเงยดูยังเต้ยเข้าเาทีดีมูจาไปดูเพียยาเข้าเาทีเฮเซจะไปดูผิวโลกเตัวปีเยไม่สวยเนี่ยเสียเรอพงจีเพียกูพ่ายเสียจำโยดึงเนี่ยมีตัวเจจะมาวิเชรัวตัวปีวังเป็นสถาจะไปเช่